ုပ်ငန်းခွင်မတော်တဆမှုမကြာခဏဖြစ်ပွားလေးရှိနေတဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့ကျွမ်းထောင်ခရိုင်ကဆောက်လက်ဆရာမနေမိုးပြန်ဒတာဟာဒီကနေ့မနေ့နှစ်နာရီကထပ်မံပြူကြခဲ့တယ်လို့သိရပါဗျ။တရားဆောက်လုပ်ရေးထပ်မံပြူကြမှုကြောင့်မြမလေးဦးအပါဝင်9ဦးသေဆုံးပြီး28ဦးထပ်မံနေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အလို့သမားတွေကိုကူညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့အစည်းကနေသိရပါဗျ။ကျွန်တော်ကတော့အခုတိကျကျိုးတို့မာချိုင်းစမှုစာကုန်းခရိုင်မှာ ဖြစ်သွားတယ်ဗျာ။ အတိမနန်းလေကောင်မှဖြစ်သွားတဲ့ဒီသတင်းဒီကျွန်တော်တို့အတိပြုချက်ရတယ်။အဲ့ဒီအလုတ်သမားတွေအားလုံးကကျွန်တော်တို့ရုံးကိုလာပြီးတော့မှတီချာချာလာပြီးကုကြီးတောင်းတဲ့အတွက်ကျွန်တော်တို့ကဟိုအတိပြုချက်ရပါတယ်။အဲ့လေးလောင်းပြန်မြန်မာဖြစ်တယ်။နှလောင်းကတော့ထိုင်းဖြစ်တယ်ပေါ့နော်။ဒါပေမဲ့အဲ့ဒီကာယကံရှင်မိသားစုတွေတည်ဆုံးသွားဆိုမိသားစုတွေကလည်းတက်ဆိုင်ရဲ့တည်င်းဌာနတွေပါဝင်ပြီးတော့ကွန်မန့်ရေးတာမျိုးတွေနားမမို့ရင်သူတို့လူတွေပါသွားပြီဆိုတာကသူတို့ကဝိုင်းပြီးတော့ကျွန်တော်တို့ ဒီသတင်းမီဒီယာပေါ်မှာဟိုသတင်းကတော့မှားချင်မှားနေတိုင်းပဲအဲ့ဒီမိသားစုတွေညှနာတဲ့သူတွေကနေပြီးအဲ့ဒီမှာဝေပြီးတော့ကျွန်တော်တို့အတီးပြည့်ချက်ပေးမှသာလေသတင်းကခိုင်လုံပါလေအခုကျွန်တော်တို့ရှိဖို့အဆက်အသွယ်လုပ်တဲ့သူကမရှိဘူးဖြစ်နေတယ်အဲ့တော့သတင်းကိုအတီးပြည့်ဖို့အတွက်အရန်ခတ်နေတာလူဦးရေပေါ့နော် ဘန်ကောက်မြို့နယ်မဟာချိုင်းကြားဘန်ကောက်စမှုပကံလမ်းခွဲအနီးဆောက်လက်ဆရာမနှင့်လမ်းမကြီးလမ်းမတွင်အမှတ်25မှာပြိုကျခဲ့တာဖြစ်ပြီးမြမရွှေပြောင်းလူသားတွေဖြစ်တဲ့ကိုစင်ကိုအောင်ကိုနိုင်လင်းအောင်အမည်စစ်စစ်ဆဲမြမနှစ်ဦးနဲ့ထိုင်းနိုင်ငံသားသုံးဦးတေဆုံးခဲ့တယ်လို့သိရပါတယ်ရှာမန်းနဲ့မိုးပြန်တတဟာဘန်ကောက်မြို့နဲ့ထိုင်းနိုင်ငံတောင်ပိုင်းကိုအ धिक ဆက်သွယ်ထားတဲ့လမ်းတစ်ခုဖြစ်ပြီးဆောက်လုပ်နေချိန်ပြိုကျမှုမကြာခဏဖြစ်ပွားနေတာပါ ဖလန်ဆောင်ယာမနှစ်ဆိုင်16လမ်းနာမှာဒီနေ့မနေ့အစောပိုင်းကကွန်ကရစ်လောင်းနေတဲ့အချိန်မှာဒီတရားပြူကျခဲ့တာပေါ့ဒီကနဦးတည်ရတာကတော့9ဦးတည်တယ်လို့သိရတယ်အဲ့ထဲမှာမြန်မာ2ဦးနဲ့ထိုင်း3ဦးပါတယ်လို့သိထားတယ်ပေါ့နောက်ထပ်ပျောက်ဆုံးတဲ့သူတွေလည်းရှိနေသေးတယ်အဲဒီသူတာဝန်ရှိသူတွေကတော့ရှာဖွေနေတော့မယ်အဲတည်တဲ့သူကလည်းထပ်တိုးလာနိုင်တဲ့အခြေအနေရှိတယ်ပေါ့ဒီတရားပြူကျတာကတော့ဒါရှိမှ2ချိန်ပြူကျခဲ့ပြီပါ යි ဒါတတိယချိန်ပြူကျတာပေါ့အဲပြူကျတိုင်းမှာလည်းဒီထိခိုက်သေးဆုံးတာတွေကရှိတယ်ဒါအခု ချိန်ကတော့အကြီးစားပြိုကျမှုဖြစ်တဲ့အတွက်အဲတည်ဆုံးသူတွေထတ်တိုးလာနိုင်တယ်အဲဟုတ်ဒဏ်ရာရတဲ့သူလည်းအဲထတ်တိုးလာနိုင်တယ်ဗျဟုတ်ဂျမနီတတားဆောက်လုပ်ရေးလုပ်ငန်းခွင်ဟာပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလ29ရက်တုန်းကလည်းတတားရဲ့မဟာဆိုင်ဗတ်ချန်ဆောက်လုပ်ရေးကနေပြူချပြီးမြန်မာလုံသား၄ဦးအပါအဝင်6ဦးတည်ဆုံးက10ဦးတန်ရာရရှိခဲ့ပါသေးတယ်။ဒါအပြင် 2023ခုနှစ်မေလနဲ့2024ခုနှစ်ဇန်နဝါရီလတွေတုန်းကလည်းစောက်လုပ်ရေးတဲမှာပဲမတော်တဆမှုတွေကြောင့်အလုသမား2ဦးတည်ဆုံခဲ့ပါသေးတယ်။ဗန်ကောက်မူပြန်လန်စောက်လုပ်မှုအတွင်းတတိုင်းပြူချမှုကြောင့်ဒီကနေ့ဖြစ်စဉ်အပါအဝင်မြန်မာလူသားတည်ဆုံသူဟာ10ဦးထက်မနည်းရှိနေပြီဖြစ်တယ်လို့သိရပါဗျ။အခုကျွန်တော်တို့ဒီတရားနဲ့ပတ်သက်ပြီးတော့အတွင်းကိုကျွန်တော်တို့ဝင်စုံစမ်းတဲ့ခံမျိုးမှာအသေးအတိပြုချက်ကလည်း အတိပြုချက်ကအတိကျမထွက်လာဘူးဖြစ်နေတယ်ဗျအခုကျွန်တော်တို့ဒီမှာလက်ရှိကျွန်တော်တို့မှာဆက်တွယ်လာတဲ့အလုပ်သမားမရှိတော့လေအဲ့တော့ကျွန်တော်တို့ပထမဓမ္မပိသား၄ယောက်ပါပါတယ်ထိုင်းကကျွန်တော်တို့၁ယောက်ပါပါတယ်ဆိုပြီးအဲ့တည်င်းပဲအပြင်မှာရောက်လာပြီးတော့အခုရေးထားတဲ့စီးရင်တွေအတိပြုလို့မရဘူးဖြစ်နေတယ်ဒါပေမဲ့အဲ့ဂွင်းလေးကိုလုံးဝကိုဒီကအတိပြုချက်မပေးဘူးဖြစ်နေတယ်ထိုင်းတည်င်းကြီးကလည်းသူတို့ကလည်းတိကျကြမပေးဘူး ဒါပေမဲ့တကယ်ဖြစ်နေတာကအဲ့တဲ့မကများတယ်ဆိုတင်းကိုအမောင်ချလို့ဖြစ်နေတယ်ကြာအဲ့ဒီတော့ကြောက်မဝင်လို့မရထိုင်ရနာပိုင်းတွေဘက်ကတော့တရားပြူကြတဲ့အကြောင်းရင်းကိုစစ်ဆေးနေပြီးကန်ထရိုက်ကိုတန်ရိုက်တာနဲ့တည်ဆုံတန်ရာရသူတွေအတွက်ရောကြီးငွေတွေကိုပေးဆောင်စီမယ်လို့ပြောဆိုထားပါတယ်လုပ်ငန်းခွင်အတွင်းတည်ဆုံခဲ့ရတဲ့မြမလူသားတွေကိုမျက်ကွယ်မပြုဘဲနဏကြီးရရှိနိုင်မှုသက်ဆိုင်ရာကော်မီတွေကိုဖိအားပေးတဲ့လို့အလို့သမားကြီးဆောင်ရွက်နေသူတွေကတိုက်တွန်းထားပါတယ်